ခင်မဲစာဒီကြောင်ကိုပြောင်းလဲစိတ်ဝင်စားလာခဲ့ပြန်တဲ့အစင်းနဲ့ဘလုံးစားသူများအတွက်ကျမတို့ရဲ့ဝမ်မီလီယံချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။အစင်းနဲ့တင်းကအသင်းရဲ့ကွင်းလှည့်ပိုင်းကိုအင်အားဖြစ်တယ်မို့အတွက်ဘိုင်ယန်မြူးနစ်ကွင်းလှည့်လူဂျိုရှာခင်မဲကိုခေါ်ယူဖို့အတွက်ချိန်ရွယ်ခဲ့ကြပေမဲ့အစင်မပြေခဲ့တာကြောင့်ခင်မဲစာဘာစီလိုနာကွင်းလှည့်ကစားသမားဖရန်ကီဒီကြောင်ကိုသာပြောင်းလဲစိတ်ဝင်စားလာခဲ့တယ်လို့သတင်းတွေကထွက်ပေါ်လာခဲ့ပါရစေ။တကယ်တော့အာဆင်နယ်ကနှွေးမှာတိုင်းစစ်ပိုင်းအတွက် အထောင်တိုင်းစစ်မှုတို့မဖြစ်မနေခေါ်ယူရဖို့ရှိပေမဲ့လည်းအသင်းရကွင်းလဲလူတွေဖြစ်တဲ့ဂျော်ဂျင်ဟွန်နဲ့သောမတ်စ်ပါတီတို့ကနှွေးမှာအသင်းနဲ့စာရုပ်သက်တမ်းကုံဆုံးကြတော့မှာဖြစ်လို့ကွင်းလဲပိုင်းအားပြေဖို့ပါလိုအပ်လာပါတယ်။ဂျော်ဂျင်ဟွန်ကဘရာဇီးကလပ်ဖလာမင်ကိုအသင်းစဉ်ပြောင်းရွှေ့တော့မှာဖြစ်ပြီးတော့ပါတီကိုလည်းဥရောပကလပ်အသင်းတွေနဲ့ဆော်ရီကလပ်တွေကခေါ်ယူနေကြပါတယ်။ဒီလိုချိန်တွေကြောင့်အာဆင်နယ်ကကွင်းလဲပိုင်းအားပြေဖို့အတွက်ကနအူးပိုင်းမှာဆိုစီတက်ကွင်းလဲလူမာတီဇူဝီမန်နီကို စတင်ပြီးတော့ဂျူဝန်လာပါတယ်။ ်စပိန်ကွေးလက်လူနဲ့အခြေအနေကောင်းနေပေမဲ့အာဆင်နယ်ကနောက်ထပ်အတွေ့အကြုံရင်ကွေးလက်လူတူပါခေါ်ယူနေတာကြောင့်အသက်30ရွယ်ဂျာမနီကွေးလက်လူဂိမဲကိုပြစ်မှတ်ထားလာခဲ့ပါတယ်။ဒါပေမဲ့ဂိမဲကတော့အာဆင်နယ်ရဲ့စိတ်ဝင်စားမှုကိုရှာနေတဲ့အတိုင်းဘိုင်ယန်နဲ့စာချုပ်သစ်ချုပ်ဆိုဖို့ကသာဆက်ရထပ်တန်းနေပါတယ်။ဒါကြောင့်မလို့ပဲအာဆင်နယ်ကဂိမဲစာဘာစီလိုနာအသင်းရဲ့နယ်သာလန်ကွေးနယ်ကစားသမားတီချောင်းကိုပြောင်းလဲပြီးတော့စိတ်ဝင်စားလာခဲ့ပါတယ်။ ဒီကြောင့်ကဘာစီလိုနာနဲ့2026ခုနှစ်ထိသာစာချုပ်တင်တန်းကျန်ရှိတာဖြစ်ပြီးတော့တကယ်လို့သူ့ရဲ့စာချုပ်ကိစ္စအဆင်မပြေရင်လာမယ့်နှစ်မှာပဲရောင်းထုတ်ရတော့မှာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးရှိနေတဲ့ဒီကြောင့်နဲ့ဘာစီလိုနာအသင်းတို့ရဲ့စာချုပ်အခြေအနေတွေကိုအာဆင်နယ်ပြည်ဘိုင်ယန်မြူးနဲ့လီဗာပူးချက်ဆီနဲ့ဘီယန်ဂျီအသင်းတွေကလည်းအနီးကပ်စောင့်ကြည့်လို့နေကြပြီးတော့အာဆင်နယ်ကတော့ဒီကြောင့်ထက်ဇူဘီမန်နီကိုအရခွဲယူနိုင်ဖို့သာဦးစားပေးပြီးတော့လှုပ်ဆောင်မှုရှိနေပါတယ်။